Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ကက်ကျော်လက်ခေါ်ရွှေဒဂုံစေရီတော်ပုံသူနှင့်ໄຊထီယိုစေရီတော်ပုံသူတို့အားဖျားနေကစားတင်နေထီတော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှမ်းကနိုင်းဒေသကြီးဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်138ရပ်ကွက်ရှိ ဆူတောင်းပြီးရွှေဘုံမွင့်ကျောင်းတိုက်တွင်ဒီကနေ့မေလ10ရက်နနက်7:00နာရီ10မိနစ်ကကတော်လက်ခေါ်ရွှေတုံစီရီတော်ပုံလူနေကြိုက်တိယိုးစီရီတော်ပုံလူတို့အားဖျားနေကစားတင်နေရွှေရီတော်တင်မင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်အဆိုပါအခမ်းအနားတွင်ရွှေဘုံမွင့်ဆရာတော်ဗဒန္နာအာလောကဓမ္မစရိယ BA Buddhist BA History ကမ္မဌာနစရိယအားအမှုထား၍ ရန်ကုန်တိုင်းဒေသကြီးသတင်းစာဆရာအသင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေအကြံပေးဒေါက်တာထွန်းထွန်းဝင်းမိသားစု အစားရှိတဲ့ခொနည်းရဲ့သားသမီးအလူရှင်များစုပေါင်းက အလူဒါနပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံတွင်ပြီးခဲ့တဲ့မတ်လ28ရက်က9.8အင်အားရှိငလျင်လှုပ်ခတ်မှုကြောင့် ငလင်သေးတဲ့ကွယ်လွန်သူများအားအထူးရည်စူးရည်မှန်းကအများအတန်းပွေးဝေတာဖြစ်သလိုမြန်မာနိုင်ငံတဝန်းတွင်အင်အားပြင်းထန်မန္တလေးငလင်ကြီးလှုပ်ခတ်မှုကြောင့်လူနေအဆောက်အဦများရှေးဟောင်းသမိုင်းဝင်အဆောက်အဦများဘာသာရေးအဆောက်အဦများနှင့်တာသနာနိကအဆောက်အဦများစွာပြိုကျပျက်စီးခဲ့ပြီးတိတ်ဆုံးသူများအတွက်ရည်မှန်းက ကုသိုလ်ပြုအလူဒါနကိုရန်ကုန်မြို့နေသူများကစုပေါင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ဒီကနေ့ကျင်းပပြုလုပ်တဲ့ကက်ကြောလက်ခေါ်ရှေကုံစီရီတော်ပုံသူနေကြိုက်ချီယိုစီရီတော်ပုံသူတို့အားဖျားနေကစားတင်နေထီတော်တီမင်္ဂလာအခမ်းအနားကိုရွှေဖုံးပွင့်ဆရာတော်ဖျားဦးဆောင်ကပရိတ်ရေပရိတ်ပန်းပရိတ်သဲများဆရာတော်အားဆက်ကပ်ခဲ့ပြီးနမောတသသုံးကြိမ်ရွဆူဆူတောင်း၍ဖွင့်လှစ်ခဲ့ပြီးနတ်ဗျာမဟာမြာအားပင်ဖိတ်ခြင်း တကုံမျိုးနဲ့အရှိပိုင်းမျိုးနယ်တန်ခါနာယကဥက္ကဋ္ဌသာသနာတဇဓမ္မစရိယဝိနည်းဝီဒူပိရကတ်တပုံဆောင်ဗဒနာသူမင်္ဂလဆရာတော်ဘုရားထံမှာသီလခံယူစောင့်တည်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆရာတော်အရှင်သူမြတ်များအားပရိတ်တရားတော်များရွတ်ပွားချင်းမြင့်ပေတော်မူခဲ့ပြီးဥပတကားများက စေရီတော်တွင်တင်လူမဲ့ရွှေရီတော်ဘုံအစဉ်စဉ်ကိုဆရာတော်များထံဆက်ကလူဒန်းခဲ့ပါတယ်။ ဆက်လက်ပြီးဆရာတော်ဖျားမှာအနုမောနာတရားနာကြကလူဒန်းမှုအစူစူတို့အတွက်ရေဆက်သွန်းလောင်းအများပေးဝေခဲ့ပြီးကက်ကျော်လက်ခေါ်ရွှေတကုံစီရီတော်ပုံသူနေစိုက်ထီယိုးစီရီတော်ပုံသူတို့အားရွှေကြီးတော်ဘုံအစင်စင်ကို တင်လူပူဇော်ခဲ့ကား ရတနာရှင်မိုးငွေမိုးများရွာသွန်းဖြိုခဲ့တယ်လို့သိရပါတယ်အိမ်တော်မှာတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှာဖရာနေကစားတင်ခြင်းမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီးဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနားကိုအပိုင်း၃ပိုင်းခွဲကအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဖရီမမနာသင်းလာသူကောင်တန်းဒီရောတောင်းငင်းသေးတံပြည်သူတွေဆက်သူရောတော်လုံးလေးဒီဆယ်ရက်ဒီလောက်မကောင်းမဖြစ်နဲ့ဘာကြည့်နေမှာတော့ဘာသာကြည့်တော့ဆိုးရဖို့ကျွန်တော်ဒီညနေဒီနေ့ဆရာပြီးတော့အလုံးစူပေါင်းစူပေါင်းပြီးပြန်လိုက်တော့အလုံးဒီနေ့ကိုပြန်ရနေပါတော့ဒီဆက်လက်ပြီးတော့ကျွန်တော်ဆရာတော်ဖရာကြီးနဲ့ဒါပြီးတော့ဒီတိုက်ချက်ကလည်းဆရာတော်ကနေပြီးတော့အေးမလွန်တာပြည့်နေဒီဒီလေးအတွက်ကိုကြည့်ကြည့်မှပြီးတော့ဒါတွေကိုထိတဲ့တုံးနဲ့ကျင်းပါရမယ်ဒါတွေကဒီမှာ ကျေးဇူးကိုပြုပြီးတော့ပုံပြနဲ့ဒီကတ်ဆက်လိုက်ကိုပြုပြီးပြုပြနဲ့ကတ်ကတ်ဆက်လိုက်ကိုဒီတက်ဖို့ပြုတော့ဒီပုံပြနဲ့ဆူပေါ့လေအဲဒီရောတဲ့ဒီလိုပဲရာတန်တာပြောဒီလောက်ရှင်တော့ဒီပုဂ္ဂိုလ်အလုံးသက်သူတော့အခုဒီလိုမှန်ပြတော့ကျွန်တော်ဒီနေ့ချစ်တဲ့တင်ကအခမ်းအနားကျင်းပရှင်ဖြစ်ပါလေကျွန်တော်ရောင်သားတင်းသားဆရာတရားနေပြီးတော့ကျွန်တော်တို့ပြုရပြီးတော့ ခဏနေပါတူးနေအောင်လုပ်ပြရတယ်ပြန်ပြီးတော့ဒီနေ့ကျော်ပြည့်တော့တင်လာဒုက္ခကျက်လာမှဖြစ်ပါတယ်ခင်ဗျာအဲ့ကျွန်တော်စီပင်ဆောင်ရတော့ဒီလက်ကလည်းရန်တက်နေတော့အတန်းတော်ပေါ်ဒီကတော့မြို့နယ်လေးပါတော့ကုန်းရောက်ဒီခံကြတာဒီနေ့သူတို့ကျော်လာပြီးတန်းကြတယ်တောင်တန်ရဲ့ဘာတော့တော့ဒီရောင်ကတင်းသားဆရာအတင်းဒီလုံအောင်ဒီကိစ္စလုံအောင်ရအောင်ကျွန်တော်တို့ကတော့ဥစ္စာပြီးတော့လုပ်ပါတယ်အဓိကတော့ဩဂရာနဲ့ အတွင်းမှုနဲ့ညှိနှိုင်းမှုနဲ့ဒီရောက်တဲ့လက်စားတော့အဝါရခံပြီးတော့ကျွန်တော်ကဒီဖျားထီးတော်အတွင်းကိုကျင်းပကြတာဖြစ်ပါတယ်ဗျာဒီလိုဒီကျင်းပနာမှာကျွန်တော်ဒီမြတ်တန်တာတခဏနာကုရဆရာတော်ဖျားကြီးကိုတော့ဒီတန်းကဗာမာကဆရာတော်အလုံးတန်တော်တို့ပြည်တော်အလုံး20ကျော်ရှိပါတယ်ဒီလိုလည်းကျွန်တော်ခန္ဓာကိုယ်တော့ဒီငါးပါးလည်းပဲပြင့်ပြီးတော့ကျွန်တော်ပြည်တော်လုပ်ခဲ့ပါတယ်ဒီတော့ဒီမင်္ဂလာခန္ဓာကိုယ်တော့ကျွန်တော်ဆရာညွန့်နေမှာရှိတဲ့ ဒီကျွန်တော်ဒီဒီစင်နာအုတ်ထွေရဖွဲ့ရအားလုံးတရားတော်မှနဲ့စီပေါင်းပြီးတော့အားလုံးတောက်တဲ့ဝန်နဲ့ကျွန်တော်ထီတော်ပြန်မင်္ဂလာပဲကုသိုလ်ကျေးဇူးတို့အောင်မြင်ပြီးပါပြီခင်ဗျအခုလေဆရာတော်ဖရားနေပြီးတော့ဥဆောင်ပြီးတော့ကျွန်တော်ကျွန်တော်ရောင်တိုင်းဒေတာကြီးဘင်းသာဆရာအကျိုးကိုအပြည့်ပဲကျွန်တော်ဒီခဏလေးပါမှုတူဆောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တော့ဒီရောင်တိုင်းကိုဝန်တာပါတယ်ဒီတိုင်းရတော့တော့မမြင်တာမှမမြင်မမြင်နဲ့ဘဝတစ်ခါကြောင်းသွားကြတဲ့ရဟန်းတန်ဃာကြီးရှင်သာမဏေ ရှင်သာမေရောဒီလရှင်ရောကျွန်တော်ဒီပုဂ္ဂိုလ်အားလုံးကိုယ်ဆုံးတာတဲ့အမှန်အမှန်တရားဝင်နေကြရပါတယ်ခုလည်းကျွန်တော်တို့တိုက်ပုဂ္ဂိုလ်ဒီဒီတော့ခုလည်းလောရတဲ့ဟိုဘုရားရေရတယ်ခုလည်းအမှန်တမ်းဘုရားရည်မှန်းရတာပြန်တန်းရဖြစ်တဲ့အတွက်ကျွန်တော်အထူးဝန်တာပါတယ်ခုလည်းလုံနိုင်တဲ့ဆရာတော်ဘုရားနဲ့တကွာကြောင်တန်းနှင်းတာဆိုတာတောင်ပြည့်ပုဂ္ဂိုလ်တွေရောအားလုံးကျွန်တော်မြို့နဲ့ဒုညဆရာပြန်အားလုံးဒီတန်းရဲ့ပုံစံတစ်ခါတော့အားလုံးလည်းပဲအထူးနဲ့လည်းလည်းပဲပါဠိမြတ်ကိုပြီးတော့ပြည်သူပြည်စီတာတောင်ပေးပါကြပါလိမ့်မယ်